လေဒီကူကူအတွင်အချိန်မှာဇဝင်ကန်လိုအပ်ချက်အရာ ကျွန်တော်ဒီမှာတပိုက်လေးဆိုထားပါတယ်လေပြေလေပြေဆိုတော့ဒီတခြင်းကလည်းကိုသားကြီးကလည်းကျွန်တော်အိုက်တော်ဗျာဥညိထုတ်ကလည်းသူ့ကြောင့်ကျွန်တော်ကဂီတကိုဆွဲမဲ့လာတာဆိုတော့ဒီတခြင်းကလည်းကျွန်တော်ရဲ့နံရိုးတွေကြားထဲမှာရှိနေမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ဆိုတာကဒီကျွန်တော်အိုက်တော်ရဲ့ခြေပြားမိဖို့မပြောနဲ့ခြေရာတော့မမိဘူး ခံစားရမသာတိမေယာလေပြင်းငယ်မရဆက်နိုင်အာဒါတော့ဟိုကျွန်တော်မမျော်လင့်မဲနဲ့ရခဲ့တဲ့ idea ပေါ့ဆရာမကပြင်ဆင်လက်မဝတ္ထုထဲမှာကျွန်တော်နာမည်ကိုလေပြေလို့ပေးထားတာကျွန်တော်တခြားနာမည်ပြောင်းဖို့စဉ်းစားသေးတယ်ဒါပေမဲ့နောက်ဆုံးဒီလေပြေလေပြေဆိုတဲ့နာမည်ရပဲအသင့်တော်ဆုံးဒီ character နဲ့အလိုက်ဖက်ဆုံးဖြစ်နေတယ်အဲ့ဒါရိုက်ပြီးတဲ့အချိန်ကျတော့မှကျွန်တော် ဒီလေးပြေးလေးပြေးဆိုဒီတချင်းကလည်းကိုသားကြီးကလည်းကျွန်တော် idol ဗျာကျွန်တော်တိတ်ကြွေရတယ်တရုတ်ဆောင်ဥညိထုတ်ကလည်းသူ့ကြောင့်ကျွန်တော်ကဂီတကိုအစွဲမဲ့လာတာကျွန်တော် idol ဆိုတော့ဒီတချင်းကလည်းကျွန်တော်ရဲ့ဟိုအမြဲတမ်းဒီဒီဟိုဟုတ်တယ်ဒီနန်ယိုးတွေကြားထဲမှာရှိနေမှာပေါ့နော်အဲ့တော့ကျွန်တော်လေးပြေးလေးပြေးဆိုပြီး edit လုပ်နေတဲ့အချိန်ကျတော့ငါဒီတချင်းတော့သုံးကျင်နေဆိုပြီးတော့ဆရာစောခုဆဲကိုခွင့်တောင်းပြီးတော့မှ အဲ့ဒါဒါပေမဲ့ကျွန်တော်လေပြေဆိုတော့ main ကလေးဘက်ကနေမျက်မျက်ကိုစိုးခိုင်းခဲ့ပါတယ်ဒီဇက်ဝင်ကန်လိုအပ်ချက်အရာကျွန်တော်ဒီမှာတပိုက်လေးစိုးထားပါတယ်ဒါကဟိုကျွန်တော်ကျွန်တော်ဆိုတာကဒီကျွန်တော် idol ရဲ့ခြေပြားမိဖို့မပြောနဲ့ခြေရာတော့မမိဘူးအဲ့တော့ကျွန်တော်စိုးဖြစ်မယ်မထင်ပါဘူးငါလည်းအသက်ကလေး10နှစ်လောက်ပြန်ငယ်သွားပြီးတော့ဒေါ်လာလေး10မီလီယံလောက်ချမ်းသာလာရင်သိကောင်းပါမယ်ကျွန်တော်အပြင်ကဆိုင်ဆိုင်ရတော့ အနုပညာအလုပ်တွေဝယ်ဆက်ပြီးတော့လှုပ်ချင်နေတာပါအဒီ dialogue တွေကတော့လေပြည့်အတွက်သီးသန့်ဖြစ်ပါတယ်တကယ်လို့ညာလို့70နှစ်လောက်တက်နေနေတယ်ဆိုတော့ဘာလုပ်မလဲဆိုတာအာတချင်းဆိုမယ်ရုပ်ရှင်ရိုက်မယ်ခင်ဗျာ70နှစ်လောက်ကြီးနေဒီဇိုင်းနဲ့တွေ့ရဒါပေါ့ကျွန်တော်ကရုပ်ရှင်ရိုက်တာနဲ့တချင်းဆိုတာကိုကျွန်တော်ကဝါသနာပါတာဟုတ်ကျွန်တော်ရဲ့အမှုပညာကကျွန်တော်ဟိုကျွန်တော်ဆိုခြင်းတဲ့တချင်းနေရှိတယ် ဒါကိုကျွန်တော်ပြိသက်ကိုစုပြခြင်းနဲ့ပြီးရင်ကျွန်တော်စိတ်ကူးယဉ်လိုက်တဲ့ဟိုအိမ်မက်တွေရှိတယ်ကျွန်တော်ရဲ့ယဉ်ခုံတန်တွေရှိတယ်ခန်းစားချက်တွေရှိတယ်ဒီအောင်ရေးလိုက်တယ်တချို့တချင်းတွေလည်းပေါက်တယ်တချို့တချင်းတွေလည်းပြိသက်နဲ့ထပ်တူမကြဘူးဒီလိုမျိုးပဲအမကြတဲ့ဟာရှိမယ်ကြတဲ့ဟာရှိမယ်ကျွန်တော်တော့ကြစီခြင်းပါတယ်အအနီးဆက်ဆုံးကျွန်တော်ရဲ့ဖန်တီးမှုကကျွန်တော်ပြိသက်တွေနဲ့အနီးဆက်ဆုံးဖြစ်စေခြင်းပါတယ်ကြိုက်တာလို့ပြောတဲ့ idea တွေရှိ အာမရှိပါဘူးအစီအစဉ်မရှိပါဘူးခင်ဗျာဟုတ်ကဲ့ပါခင်ဗျာပြောတော့ဘသူ့ကိုမှမချစ်ခင်ဘူးပါအောင်ဆိုခုလည်းနေကိုဖိုင်လုံးလာတော့တာအဆင်ပြေတယ်လို့ပါပဲဘလို့စီရင်ကောင်းမလဲပေါ့နော်လူကြီးကြီးလည်းပါတယ်ဆိုတော့ဒီဟိုဟာကိုယ့်ရဲ့ဟိုသူ့စီနီယာကိုရှေ့ဆုံးမှာထားလိုက်တဲ့သဘောပါပဲဒါဘာမှအရေးကျွန်တော်တို့ကတော့ခေါင်းထဲမှာမရှိဘူးဘာလို့လဲဆိုတော့အဓိကဒီဟာဖန်တီးဖို့ကအဓိကဟုတ်ဘလို့ပဲရေးရေးလေဒီထဲမှာပါဝင်တဲ့သူတွေအားလုံးကကျွန်တော်တို့ခုနကတော့ တေစားဖြည့်တယ်လို့မျိုးဒါဘောလုံးတသိန်းလေဆိုတော့တပွဲလုံးကစားရတဲ့လူရှိမယ်ဒုတိယပိုင်းမှာဝင်လာတဲ့လူရှိမယ်အာအချိန်ပိုကြမှာဝင်လာတဲ့လူရှိမယ်ဒါပေမဲ့ကျွန်တော်တို့အသိန်းနိုင်ဖို့ကအဓိကပဲကျွန်တော်တို့ရုပ်ရှင်ကကျွန်တော်တို့ပရိသတ်ရဲ့ရင်ဘတ်ထဲကိုရောက်သွားဖို့ကအဓိကပါပဲဟိုဘယ်နံပါတ်ပဲဝတ်ကစားဝတ်ကစားအဓိကတော့ဂိုးဖို့ပဲခင်ဗျာအော်ပြင်ဆက်လက်မိုးပဲဖြစ်ဖြစ်ဘယ်ဇက်ကာပဲဖြစ်ဖြစ်ဒီရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရရင်ကျွန်တော်တို့မှာအရင်းအနည်းတွေရှိပါတယ် ဒါပေမဲ့အခုကတော့အဲတပတ်မှာကားတဲ့နှကားတင်နေတယ်ဒီအတွက်သမရယုံမှာဆိုရင်ဒီတောက်ကြနေပြမယ်ဆိုရင်ပွဲချိန်၄ချိန်ရှိရမှာနှစ်ချိန်ရတကားနှစ်ချိန်ရတကားဆိုတော့ကျွန်တော်တို့အတွက်ဟိုဒီထိုင်ခုံအရေးအတွက်ကအကန့်အသတ်ရှိလာပါတယ်အဲ့တော့ရနိုင်မဲ့ပြန်ရှာနိုင်မဲ့ဟိုဒီဟိုငွေရအကန့်အသတ်ရှိလာတဲ့ချိန်မှာဒီကျွန်တော်တို့အမှုပညာရှင်တွေကိုငွေထုတ်ပေးမဲ့ producer တွေကကြတော့ ဟိုဒီအကျိုးမြတ်မရှိဘူးဆိုရင်ဟိုတဖြည်းဖြည်းနဲ့ producer တွေညှော်နေလာမယ်အဲအဲ့လိုမျိုးတော့ဟိုရှိပါတယ်အဲကျွန်တော်ကတော့ယူယူမိုင်းမိုင်းနဲ့ရိုက်နေတာပါပဲဇူလိုင်လ၄ရက်နေ့မှာယုံတင်ပါမယ်တပတ်ပဲတင်ရမှာဖြစ်တဲ့အတွက်တောက်ကြစနေတနင်္ဂနွေမှာကျွန်တော်ယုံနေမှာရှိပါမယ်ကျွန်တော်နဲ့အတူတူလာကြည့်ပေးပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်